သိရမယ်ကြောရမယ်ဆက်ပြက်ခံရမယ်ဒါကတော့မိတ်ဆွေတို့ကိုအချိန်ကသဘောတရားလေးအရာသိအောင်လို့ကျွန်တော်ကထည့်ပြောပြတာပါပြီးရင်ကျွန်တော်ကအသေးစိတ်ကြီးအတွင်းအသားတန်းနေနဲ့အခုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆက်ပြီးရှင်းပြမိပါမယ်နော်အခုဒါအမဲကျော်ကိုဆက်ပြီးရှင်းပြပေးမယ်အမဲကျော်ပါနော်ဒါအမဲကျော်အမဲကျော်တွေပါနော်ဒါအမဲရောင်အမဲကျော်တွေပါအမဲကျော်တွေပါနော်အဲ့ဒါဒီအမဲကျော်တွေလည်းကြည့်ကြည့်ပါအမဲကျော်ပါအခုအကြောင်းနေလည်းမတူဘူးပုံစံနေလည်းမတူဘူးဆိုတော့ကျွန်တော်ပြပြပါမယ် ဒီအမဲကြောတွေမှာဆိုရင်မီးပေါက်လာကြောကြည့်အောင်မီးလုံးကမပေါက်ပါဘူးเนาะဒီကြောက်ဆိုရင်လည်းဒီကြောက်ဆိုရင်လည်းမီးမပေါက်ပါဘူးဒီကြောက်ဆိုရင်လည်းမီးမပေါက်ဒီကြောက်ကမီးနည်းနည်းလေးပေါက်တယ်ပေါ့เนาะဆေးရနေရလေးပြီးတော့တခြားလေးပြပြနော်ခဏလေးပါ Okay ဒါဆိုမီးမပေါက်ဘူးเนาะအဲ့တော့မီးမပေါက်တဲ့ကြောက်လေးကိုကျွန်တော်အရင်ချလိုက်မယ်မဲကြောမှာမီးနည်းနည်းပေါက်တဲ့ကြောက်ကိုကျွန်တော်ပြပြမယ်เนาะမနမေးစီမအဲဒါမျိုးကိုတချို့ကအာဗီဒီယိုပေါက်လေးနည်းနည်းပါတယ်ပေါ့ကာလာပေါက်လေးပါတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေပြောကြတာရှိပါတယ် ဒါမီးဆိုးမပေါက်ဘူးနော်တို့ပြင်မဲ့ဒီအခုံကတော့မီးဆိုးမပေါက်ပြင်မဲ့ဒီမှာဒါအပက်နော်ဒီကြောက်မှာပါနေတဲ့အပက်အဲ့ဒီအပက်ကိုကျွန်တော်မီးဆိုးပြပေးပါမယ်အပက်မှာမီးပေါက်တယ်နော်ဒါအတွင်းကြောက်သားမှာမီးလင်းတယ်လို့ပြောလို့ရပါတယ်နော်ဟုတ်ပြီကျွန်တော်တို့အဲ့ဆိုရင်အမဲကြောတွေနဲ့ပတ်သက်ပြီးတော့အမဲကြောတွေမှာအလုံးတိုင်းကမီးဆိုးမပေါက်တယ်လားဆိုရင်လည်းမဟုတ်ပါဘူးနော်အလုံးတိုင်းကမီးဆိုးပေါက်တယ်လားဆိုရင်မဟုတ်ပါဘူး။ဒါပြောရမယ်ဆိုရင်အမဲကြောအများစုကြီးသူကရှော်အမဲရောက်လာတယ် အခုအမဲရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကစော်အုပ်နေပြန်ရင်လည်းအတွင်းမီဒူပေါက်ကိုမမြင်ရနိုင်ဘူးအဲ့ဒီအမြင်ကိုစော်ကိုစေးပြီးလို့အခုကလည်းတည်တည်ရှာရှာပြောင်းနေအောင်မစေးဘဲနဲ့နည်းနည်းပဲဒီဘက်ဘေးလို့ပေါ့နော်ဒီဘက်မှာတခြားရှော့ပါရနော်ဒီဘက်ဘေးမှာတခြားရှော့ပါရနော်ကျွန်တော်မီးထိုးပြပြမယ်ဒီလိုရှော့တွေပါနေနေရာတွေမှာမီးထိုးရင်မမြင်ရပါဘူးအဲ့ဒီလိုအဲ့ဒီလိုရှော့တွေကိုဒီလိုရှော့တွေကိုစေးလိုက်တဲ့အခါမှာဒီလိုအခုမျိုးကိုမြင်ရပါမယ်ဟောဒါအခုမှာနော် ြောက်ရတဲ့လူအခုမျိုးကိုမြင်ရပါမယ်အဲဒီလိုအခုမျိုးကိုမြင်ရတဲ့အခါမှာသူကမီးထောက်ကျဲတဲ့အခါမှာလေတချို့ကြောက်တွေကြီးလည်းမီးပေါက်ကောင်းပေါက်နေနိုင်တယ်တချို့ကြောက်တွေကြီးလည်းမီးမပေါက်တာဖြစ်နိုင်တယ်အဲဒီလိုကျွန်တော်ကဘယ်လိုတတ်မှတ်မလဲဆိုရင်မီးထိုးပေါက်ပေါက်အောင်ဆေးထားတဲ့ကြောက်တွေဆိုရင်တော့မီးထိုးပေါက်တာကိုမြင်နေရမယ်အဲလိုမျိုးအားရပါးရမီးထိုးပေါက်အောင်မဆေးဘဲနဲ့နည်းနည်းပဲကိုကအဖြစ်ပဲဆေးထားတဲ့ကြောက်တွေမျိုးဆိုရင်လေအတွင်းထဲကမီးထိုးပေါက်ကိုမမြင်ရနိုင်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ကဒီအခွန်ရယ်လို့ခြုံငုံပြီးတော့ပေါ့နော် ဒီတက်သွေးပဲဖြစ်ဖြစ်ခွန်ယူပဲဖြစ်ဖြစ်ဒီဘေးမော်ပဲဖြစ်ဖြစ်ပေါ့နော်ခန်းကြီးပဲဖြစ်ဖြစ်ဖာကန်းကထွက်တဲ့မော်တွေပဲဖြစ်ဖြစ်ဘေးမော်ပဲဖြစ်ဖြစ်ကျွန်တော်ကနံပါတ်1အနေနဲ့မီးထိုးပေါက်တာဒီကျွန်တော်ကအခွန်ပါလို့မီးထိုးပေါက်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ကအဲ့ဒီကြောက်တွေကိုတည်တည်ချာချာဆေးလိုက်ကြောလိုက်လို့မီးထိုးပေါက်ကြောက်ဖြစ်သွားအောင်ဆေးလိုက်လို့အဲအဲ့လိုမျိုးကြောက်ဖြစ်သွားရင်လည်းမီးထိုးပေါက်တာလည်းဖြစ်နိုင်ပါတယ်အဲ့ကြောင့်မီးထိုးပေါက်တယ်ဆိုတော့အဲ့ဒီနှစ်ချက်ရှိတယ်အဲ့ကြောင့်ဒါအခွန်ပါတဲ့ကြောက်နဲ့ ဆေးဟာတဲ့ကြောင့်ဒီလိုကြောင့်တွေကတော့မိတ်ဆွေတို့မီးသိုးပေါက်တာကိုမြင်ရနိုင်တယ်အဲကြောင့်ဒီမီးသိုးမပေါက်တဲ့ကြောင့်မီးသိုးမပေါက်တဲ့ကြောင့်တွေဆိုတာကတော့နံပါတ်1အနေနဲ့ကအကာမျိုးအကာကြောင့်အကာဖြစ်နေတဲ့အတက်ကြောင့်မလို့အတွင်းထဲကိုနော်အကာဆိုတာကိုပြပြီးမယ်ဒါဆိုအခွန်ကာဖြစ်သွားရင်နော်ဒါဆိုအခွန်ကာအခွန်ကာမလို့ဒီအတွင်းထဲကိုမီးသိုးမပေါက်တာပဲနော်အခွန်ကာမလို့အဲကြောင့်အကာမျိုးဖြစ်သွားရင်လည်းမီးသိုးမပေါက်နိုင်ပါဘူးပြီးတော့နောက်တစ်ချက်က အကာမျိုးမဟုတ်ဘဲနဲ့အခွန်ထူတာမျိုးအခွန်ထူတာပြပေးမယ်မိစလူနော်ဒီကျောင်းစင်တာလည်းအခွန်ထူရနော်ကျောင်းစင်တာမှနော်ဒီကနေ့အတွင်းထဲထူတာအပြင်မီးမပေါ့ဘူးနော်အဲ့တော့အပြင်ကနေထူရောအတွင်းထဲကိုဒီမှာမီးမပေါ့ပါဘူးနော်ဒါမျိုးလည်းတချို့ကအခွန်ကာလို့ခေါ်ပါတယ်နော်အကာကုန်လို့လည်းခေါ်ပါတယ်ဒါကတော့လူတွေရဲ့အခေါ်အဝေါ်တွေကတောင်းနေတော့တော့မတူကြဘူးပေါ့နော်ဒါတွေကလည်းကျွန်တော်ပြောသလိုပဲအတွေ့အကြုံကနေမိစလူတင်ပြီးသွားမှာပါအဲ့တော့အခွန်ထူလို့မီးလို့မပေါ့တာလည်းဖြစ်နိုင်တယ်ပြီးတော့နောက်တစ်ချက်ကတီတီရှာရှာ မစေးထားလို့ကြောက်တီကိုတည်တည်ချာချာမစေးထားလို့မီးတို့မပေါက်တာလည်းဖြစ်နိုင်ပါတယ်အဲကြောင့်မီးတို့မပေါက်တဲ့ကြောက်တီဆိုပြီးတော့လေမိတ်ဆွေတို့ကဟိုမပြောမယ်အဆိုးအကောင်းတွေကိုတတ်တ်မှတ်တဲ့တပုံစံနဲ့တတ်မှတ်ထားလို့မရပါဘူးဘုနလာပါကြီးလေးလိုင်းမကောင်းပါလားဟုတ်လားလိုင်းမကောင်းလားအကိုတို့ sorry ပြဒီဘက်မှာတော့ကျွန်တော်ကလိုင်းကောင်းနေတယ်နော်အဲဒါကြောင့်ဒီအခွန်နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်အဲဒါကြောင့်မီးဆိုမပေါက်တဲ့ကြောက်တီမှာ အကာမျိုးဖြစ်နေလို့မီးရိုးမပေါက်တာလည်းဖြစ်နိုင်တယ်။ရေရှားမစေးထားလို့မီးရိုးမပေါက်တာလည်းဖြစ်နိုင်တယ်။အခုန်ထူနေလို့မီးရိုးမပေါက်တာလည်းဖြစ်နိုင်တယ်။ပြီးတော့နောက်ချက်ကကြောက်သားပိတ်ပြီးတော့အခုန်ကကြက်နေတဲ့အတွက်မကောင်းတဲ့ကြောက်တွေဖြစ်နိုင်လို့လည်းဒါမကောင်းတဲ့ကြောက်တွေဖြစ်နေလို့လည်းကြောက်သားအပြင်းရနေပြီးတော့အခုန်မီးရိုးမပေါက်တာဖြစ်နိုင်တယ်။အဲကြောင့်မိတ်ဆွေတို့ဒါကအခြေခံသဘောတရားလေးကိုကျွန်တော်ပြောပြပေးတာ။အဲကြောင့်မီးရိုးပေါက်တဲ့ကြောက်မီးရိုးမပေါက်တဲ့ကြောက်ရဲ့သဘောတရားလေးကိုအခြေခံသဘောတရားလို့မိတ်ဆွေတို့နားလည်မယ်ထင်ပါတယ်။အဲဒါဆိုရင်ကျွန်တော်က အခွန်မီးတို့ပေါက်တယ်မပေါက်တာလည်းပြောပြသွားပြီဆိုတော့ကျွန်တော်ကဒီအခွန်နေရဲ့အပြင်ကနေပြီးတော့ဖြစ်တည်မှုကအတွင်းထဲမှာဘလို့ပုံစံသွားဖြစ်လဲဆိုတော့ကျွန်တော်ပြပြတော့မှာဖြစ်ပါတယ်အဲကျတော့ကျွန်တော်တို့အရင်ဆုံးစကျင်တာကတော့ဒီအခွန်ပါတဲ့ကြောက်ကနေပြီးစပြီးတော့ပြောတော့မယ်အခွန်ပါတဲ့ကြောက်ဒီမှာမီးတို့ပေါက်တယ်မီးတို့ပေါက်တယ်ဆိုတာလည်းအခွန်ပါလို့မီးတို့ပေါက်တယ်လို့ကျွန်တော်ဆက်မှပြောပြပြီးဒီအတွင်းထဲကိုကြည့်အောင်အတွင်းထဲမှာလည်းဒီနေ့တိုင်းပဲနော်အခွန်ပါတဲ့အတွက်ကြောင့်အတွင်းထဲမှာလည်းမီးလင်းအားကောင်းတယ်အပြင်မှာလည်း မီလီယံကောင်းတယ်မီပေါအားကောင်းတယ်အဲဒီကြောင့်လေးဒီသားမီပေါအားကောင်းတယ်မီလီယံကောင်းတယ်လို့သတ်မှတ်လို့ရတယ်ဟုတ်ပြီမီပေါအားကောင်းတိုင်းမီလီယံအားကောင်းတိုင်းကြောက်သားကောင်းတာတော့မဟုတ်ဘူးအဲကြောင့်ကျွန်တော်တို့ကဒီအခွန်ကိုကြည့်ပြီးတော့အတွင်းထဲကကြောက်မျိုးပေါ့အခွန်ထဲရမ်းကိုကြည့်ပြီးတော့အတွင်းထဲကကြောက်မျိုးကြောက်သားဟာဘေးအဆင့်ချီဖြစ်နိုင်လဲဆိုတာကိုသုံးသပ်ရမှာဖြစ်ပါတယ်ဥပမာအားဖြင့်ကျွန်တော်တို့ကဒီအခွန်ကိုကြည့်ပြီးတော့ဒီကောင်ကတော့ကြောက်မျိုးလေးမကောင်းဘူး မကောင်းမှုရှိတဲ့အတွက်ဒီကောင်ကတော့ခအောက်ကိုရောက်သွားနိုင်တယ်။ဒါမျိုးသုံးသက်တာလား။ဒါမှမဟုတ်ဒီကောင်ကတော့ကြောင်မျိုးလေးကောင်းတယ်။ကြောင်မျိုးလေးရင့်တယ်။အဲဆိုရင်ဒီကြောင်လေးကတော့ဖြတ်လိုက်တဲ့အခါမှာခါးသားလေးဖြစ်သွားနိုင်တယ်။ခါးတန်တန်လေးဖြစ်သွားနိုင်တယ်။ဒါမျိုးသုံးသက်တာလား။ဒါမှမဟုတ်အဲဒီကြောင်မျိုးကတော့အရန်ကြီးရင့်နေတယ်။အရန်ကြီးကြောင်မျိုးရင့်နေတဲ့အတွက်ရမ်းနေရတဲ့ကြောင်မျိုးရင့်နေတယ်နော်။ဟိုကြောင်ရမ်းနေရလေလှတယ်။ရမ်းနေရလေတန့်တယ်။ဒါဆိုရင်ဒီကြောင်ကတော့အတွင်းထဲမှာ အသက်ဆန်းဖြစ်သွားနိုင်တယ်ကြောက်သားမြင့်နိုင်တယ်ဒါမျိုးသုံးတတ်တာလားကျွန်တော်ကအဲ့ဒီသဘောတရားတွေအဲ့ဒီပုံစံမျိုးလေးတွေသုံးတတ်မှာဖြစ်ပါတယ်အဲ့ကျွန်တော်အခုမိတ်ဆွေတို့ကိုပြပေးတယ်ဒီကြောက်လေးဒီကြောက်မျိုးမဆိုးပါဘူးကြောက်မျိုးကောင်းပါတယ်အဲ့ကျွန်တော်ဒီကြောက်လေးဒီခါသာဖြစ်ပါတယ်ဒါပေမဲ့အတွင်းထဲမှာအခုကြည့်လိုက်ပါမနော်မိတ်ဆွေကြည့်လိုက်ပါလုံးဝရှင်းနေတာမျိုးမဟုတ်ပါဘူးเนาะဒီမှာအဖြူလေးတွေပါတယ်เนาะဒီကြောက်လေးတွေပါပါတယ်လုံးဝကြည်တော့ပြီးရှင်းနေတာမျိုးမဟုတ်ပါဘူးเนาะ ဟုတ်ပြီကျွန်တော်အဲ့ဒါလေးကိုမိတ်ဆွေတို့ကိုပို့ပြီးနားလေအောင်ကျွန်တော်အပွင့်လေးနဲ့ရှင်းပြပေးပါမယ်နော်ကျွန်တော်ဒါကြော်စိအပွင့်လေးတွေနဲ့မိတ်ဆွေတို့ကိုသဘောတရားလေးနားလေအောင်တို့တက်လက်စားတယ်ဒီခါလေးရှင်းပြပေးလိုက်ပါမယ်ဟိုကစောနာဥက္ကုံဆောင်အကိုအကိုကဘန်ကောက်ကကြည်တာဆိုတော့ထိုင်းရကြည်တာဆိုတော့လိုင်းမကောင်းဘူးလားတကယ်တော့အကိုကလိုင်းကောင်းအောင်မှာတော့ ဒီမဲ့ဒီစားကြည့်ကြည့်ပါတော့မိတ်ဆွေတို့အခုဒီဟာကအခုဒီကြောက်ကဒီလိုအသားတမ်းမျိုးမဟုတ်ပါဘူးဒီကြောက်ကိုအပွင့်သွင်းရင်လေဒီအသားတမ်းမျိုးမရပါဘူးနော်ကျွန်တော်ဒီစားလေးပြန်ပြပေးမယ်ခဏလေးပါနော်မိတ်ဆွေစိတ်ရှိကြပါကျွန်တော်ကတည်တည်ဆတ်ဆတ်စည်စနာအပြည့်နဲ့ရှင်းပြတာဖြစ်တဲ့အတွက်ကြောင့်လည်းနည်းနည်းတော့စိတ်ရှိကြပါမယ်နော် ဒီမှာကြည့်ပါနော်ဒီလားလေးကြည့်ပါဟိုး sorry ဒီကြောက်နော်ဒီကြောက်နဲ့ဟိုဒီကြောက်တဲ့ပို့ပြီးအသားကောင်းတဲ့ကြောက်လေးရှိသေးတယ်နော်နောက်ထပ်အားလေးပြပြမယ်နော်ဒီကောင်စလည်းဒါအသားအရန်ကောင်းတယ်အသားအရန်ကောင်းပြီမဲ့လေအတွင်းထဲမှာမရှိမရှိနေဖြစ်နေတဲ့ကြောက်ဒီလားလေးကြည့်ပါနော်မတူပါဘူးနော်လုံးဝမတူပါဘူးနော်အဲ့ဒီတော့ဒီလိုအပွင့်လေးနေဖြစ်ဖို့တက်ဆိုရင်ကျွန်တော်ကဒါအသက်ဆန်းကြီးတောက်ရှင်ကြီးနေတဲ့အပွင့် အတွင်းထဲမှာအမြုပ်အဆန်ရန်ဆန်ထိုးတာတွေအပြတ်အမောက်တွေမပါတဲ့ကြောက်မျိုးတွေကိုကျွန်တော်ကဒါအပွင့်သွေးထားရဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကရမ်းလာနေတာပါအဲ့ကျတော့ဒီလိုကြောက်မျိုးတွေကိုအပွင့်သွေးလို့ရလားဆိုရင်တော့အပွင့်သွေးရင်တော့ရပါတယ်ဒါပေမဲ့သွေးပြီးတော့ကိုယ်ကဈေးကွက်မှာဈေးကွက်မရှိဘူးမရောင်းရဘူးဆိုရင်တော့အလကားပဲလीနော်အဲ့ကြောင့်မလို့ကျွန်တော်ကကြောက်သားကောင်းတဲ့ကြောက်သားကိုအပွင့်သွေးတာတော့မဟုတ်ဘူးဒီခါတည်းမှာအပွင့်သွေးသင့်တဲ့ကြောက်ကိုအပွင့်သွေးရတယ်လက်ရထိုးသင့်တဲ့ကြောက်ကိုလက်ရထိုးရတယ်အချက်ထုတ်သင့်တဲ့ကြောက်ကိုအချက်ထုတ်ရတယ်လက်စွပ်ထုတ်သင့်တဲ့ကြောက်ကိုလက်စွပ်ထုတ်ရတယ် ဝါရှာထုတ်တဲ့အကြောင်းကိုဝါရှာထုတ်ရပါတယ်။ဒါမိတ်ဆွေတို့အချိန်ကသဘောတရားတစ်ခါထည့်ပြောပြလိုက်တာပါနော်။အဲ့ကျတော့ဒီအခွန်အနေပြီးတော့အတွင်းထဲကိုကျဲ့တဲ့အခါမှာကြောက်သားတော့ကောင်းတယ်။ဒါပေမဲ့အတွင်းသားတွေမရှင်းဘူးဆိုရင်ဘာကြောင့်လဲ။အဲ့ဒါကိုဆက်ကြည့်ရမယ်။အဲ့ဒါကလည်းအခွန်နဲ့သက်ဆိုင်တယ်၊ရမ်းနဲ့သက်ဆိုင်တယ်။အဲ့ဒီတော့အခွန်တန့်နေမှနော်အခွန်ကောင်းနေမှအခွန်ကြောင်းမျိုးရင့်နေမှအတွင်းကြောက်သားတွေလည်းအရင်ရှင်းပြီးအရင်ကောင်းနေမှာပါ။အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့အဲ့လိုအရင်ရှင်းနေမှာမဟုတ်ပါဘူး။ဒါကြောက်သားကောင်းတဲ့ကြောက်လေးနှလုံးအရင်ပြပေးတာပါနော်။ ကျော်မိပြန်ထုတ်ပြပေးမယ်ကြည့်ကြပါနော်ဒီဘက်ကခါတာဒီဘက်ကတော့အသက်ဆန်းပေါ့နော်အသက်ဆန်းဆိုပြီးမဲ့လေလုံးဝအသက်ဆန်းလိုမျိုးအနည်းအလိုမျိုးမဟုတ်ဘူးနော်အသက်ဆန်းအဆင့်ုံတော့ရောက်တယ်သို့ပေမဲ့အတွင်းထဲမှာရမ်းနေရမ်းစံနေထိုးထားတယ်ပြီးတော့ဒီမှာကျွန်တော်တို့မော်စီစာဖြစ်တဲ့အတွက်ကြောင့်မလို့အသက်ခံကိုဒီမှာအဝါရောင်လေးပေါ့နော်အဝါရောင်အသက်ခံဝါတယ်လို့ပြောရမှာသို့ပေမဲ့အသက်ခံကတလုံးလုံးဝါတာမျိုးပဲနဲ့ကွက်တီကွက်ကြလိုက်ပြီးဝါနေတာပေါ့နော်ဒီအဝါရောင်လေးနော် အခုလက်ရှိကျွန်တော်လက်မထိတ်မှထူတာလေအဝါရောင်အညစ်လေးကြီးနေပေါ့